skin barrier ပျက်စီးတာနဲ့ wet chan နဲ့ဆက်ဆက်ပုံလေးကိုနည်းနည်းလာပြပြပေးခြင်းပါအဲတချို့တွေရှိရပေါ့နော်ကိုသူဘာ skin care လုပ်လို့မတည့်ဘူးပေါ့ wet chan တွေအရင်ထလာရဆိုပြီးပြောကြတယ်ဆိုတော့သူတို့ကဒီ skin care နဲ့မတည့်ဘူးလို့ထင်တတ်ကြတယ်အမှန်တကယ်တော့ तू က skin care နဲ့မတည့်ရတဲ့ဆိုင်ကိုယ့်ရဲ့ skin barrier လေးပျက်စီးနေရကြောင်းလဲဘာလင်းလေးမတည့်တာပေါ့ကိုယ့်ရဲ့ skin barrier လေးကပျက်စီးနေမှာဘလို့အကျဉ်းမြတ်သိနိုင်လဲဆိုကိုယ့်ရဲ့ skin ကအရင်အာ၆တဲပေါ့နော်၆၆တင်းတင်းကြီးဖြစ်တယ်ဖက်တွေလန်တယ်ပြီးတော့အများကြီးရားတယ်ပေါ့ itchiness တွေရှိတယ်ပြီးရင်အာဒီ skin ကနီးရဲဆက်တာမျိုးတွေဖြစ်နိုင်တယ်ပြီးရင်ဟို wet chan ဆိုတာလေခဏခဏဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်မကြ ခဏဖြစ်လွယ်တဲ့သူဆိုရင်တော့ကိုယ့်ရဲ့ skin barrier လည်းနည်းနည်းများပျက်စီးနိုင်နေတယ်ဆိုပြီးတော့မှန်းလို့ရတယ်။ဆိုတော့ skin barrier ပျက်စီးနေဝက်ချင်ကဘလို့ထွက်လဲဆိုတော့ skin barrier ကကြတော့အပြင်ကအမတို့ဒီ allergy တွေပေါ့အပြင်ကမကောင်းတဲ့ဟွာလေးကိုတားဆီးပေးထားတာဆိုတော့သူအဲ့လိုမျိုး skin barrier ပျက်စီးသွားရင်မကာကွယ်နိုင်တော့ဘူးပြီးတော့အတွင်းထဲကရေဓာတ်တွေမဆုံးရှုံးအောင်ကာကွယ်ပေးထားတဲ့နေရာမှာ skin barrier ပျက်စီးသွားရင်ရေဓာတ်တွေကဆုံးရှုံးသွားတယ်ဆိုတော့အပြင်ကဝင်တာတွေရောအထက်ကဆုံးရှုံးသွားတာတွေရောဆိုတဲ့အခါမှာ အေးရအရန်ခြောက်တဲ့ဒါရီအရန်ခြောက်တဲ့အခါမှာခနာကိုရဲအစီရေပို့ထုတ်တဲ့စီပို့ထုတ်ထွက်ချွေးပေါက်တွေပိတ်တယ်အဲ့မှာအဖူတွေဖြစ်တယ်ပေါ့အဲ့လိုတစ်ချက်ပြီးရင်ပြင်ပကဒီပိုးတွေကိုတေချာမကောက်ခွေတိုင်းတဲ့အခါမှာဗတ်ဒီရပိုးတွေပို့ပြီးတော့ဝင်လွယ်တယ်အာဒီရောင်ရဲဝက်ချန်တွေဖြစ်လာတယ်ပေါ့အဲ့လိုပုံစံမျိုးပေါ့ပြီးတော့တခါလေဝက်ချန်သမားရကျတော့ဆေးတွေအရန်ပြင်းလာရင်တုံးရင်လဲစကင်ဘယ်ရီကပြတ်သွားပြီးတော့ဝက်ချန်တွေပိုဆိုးစေနိုင်တယ်အဲ့လိုပုံစံမျိုးနဲ့ပေါ့နော်ဒီစကင်ဘယ်ရီကပြက်စီနေတယ်ဆိုရင်ဝက်ချန်လေးကပို့ပြီးဖြစ်နိုင်တယ်ဆိုတော့ဒီလိုမျိုးပေါ့နော်ဝက်ချန်သမားတွေကစကင်ဘယ်ရီကလေးပြတ်နေပြီဆိုရင်အဓိကအရေးကြီးတာ focus လောက်ရမှာက moisturizer ပေါ့နော်အဆိုတတ်ပြည့်တဲ့ဟာလေးကိုတေချာလေးလ ူးပေးဖို့လိုတယ်ဆိုတော့ဒီချိန်မှာ moisturizer တွေအရေးကြီးတယ်ဝက်ချံဆေးတွေ skin barrier တိတ်မကောင်းတဲ့ချိန်မှာမတို့ဝက်ချံဆေးတွေအပြင်းနေပေါ့နော်လိမ့်မိရတယ်ပါဆိုရင်ပို့ပြီးတော့ပြက်စီသွားနိုင်တဲ့အခါမှာအဲဒီ skin barrier လေးပြန်ကောင်းအောင်လုပ်ပေးဖို့လိုတယ် moisturizer ရဲ့ ingredient ၃ခုဖြစ်တဲ့ပေါ့ဒီ humectant တို့ emollient တို့ occlusive တို့စသဖြင့်အဲ့လိုဟာမျိုးတွေအကုန်ပါအောင်လိမ့်ပေးဖို့ လိုတယ်အဲ့လိုမျိုးဟာလိမ့်ပြီးတော့မှပဲ moisturizer skin barrier လည်းတဖြည်းချင်းပြန်ကောင်းမှာပေါ့နော်ဆိုတော့ဟိုတခုရှိတာ oculus တွေပါပါတဲ့ခါကျတော့လိမ့်လိုက်ရင်သူကနည်းနည်းပိတ်ပိတ်လေးနဲ့ပူပူလေးဖြစ်တယ်ဆိုတဲ့ခါမှာတချို့ဟိုဝက်ရှင်သမားတွေကတိတ်မကြိုက်ဘူးပေါ့နော်ဒါကြီးလိမ့်ရင်စီးကပ်ကပ်နဲ့ပူပူကြီးဖြစ်တယ်ဒါပေမဲ့ skin barrier repair drug ကိုသူတို့ကလိုအပ်တဲ့အတွက်ပေါ့နော်ဟိုဖြစ်နိုင်ရင်တော့လိုညာဘက်တွေပေါ့တခြားလူပေးစေခြင်းတယ်ဆိုတော့ဘလို moisturizer မျိုးလူလို့ရတယ်ပေါ့ barrier drug ဆိုရင်အဓိကအရင်ကလည်းအများကြီးပြောရလို့ serum ကြီးက moisturizing cream တွေတို့ပြီးရင်ဒီ အဘာဦးဒါမှပန်းရောင်ခရင်မလေးတွေတို့ပြင်မခုသုံးပြတာဆိုဒီအာဘယ်ဘယ်ရီဘိုင်အောင်ခရင်ပေါ့နော်လူမီဟာမိုနီကာထွက်တာထင်တယ်ဘယ်ရီဘိုင်အောင်ခရင်အဲ့လိုမျိုးလေးတွေသုံးပြတယ်ဒီကကကိုကအဲစိတ်ရှိရှိနဲ့ပေါ့နော်လူပေးဖို့တော့လိုတယ်မော်ချော်ရီဇာတေချာလူတယ်စကင်ဘယ်ရီယာလေးကိုတဖြည်းဖြည်း repair လုပ်ရင်းနဲ့မှအာနောက်ပိုင်းပေါ့ဝက်ချန်အတွက်လိုအပ်တဲ့ဆေးတွေလိမ့်နာတောက်တာမျိုးပို့ပြီးတော့ကောင်းတယ်ဒီ skin barrier လေးကောင်းနေတော့မှာပေါ့နော်ဝက်ချန်ဆိုတာမျိုးလည်းခဏခဏပြန်မဖြစ်တာမျိုးပေါ့နော်ဆိုတော့ skin barrier ကိုအဲပြန်ပြီးတော့ကောင်းအောင်လုပ်ဖို့အရေးကြီးတယ်မော်ချော်ရီဇာ step အရေးကြီးတယ်ဆိုတာလေးကိုပြောပြတာအဲ အဲဆိုတော့အဲဒီ skin care တွေကိုပေါ့နော်ခုနကအမရှိမှပြောခဲ့သလိုပဲကိုက skin care တွေမတည့်လို့ဆိုပြီးတော့တစ်ခုပြီးတစ်ခုမပြောင်းပါနဲ့တေချာတဲ့အခုနေမှပြောင်းရင်လည်းဘယ် skin care ဖြစ်ဖြစ်တည့်မှာမဟုတ်ဘူးအမခုပြောခဲ့တဲ့ brand တွေပေါ့နော် Sira Vero Bioderma တို့တွေကတုံးကြည့်လိုက်ထွက်နေအောင်ပါပဲခွချန်ကဒါပေမဲ့ဒါမတည့်လို့ထွက်တာမဟုတ်ဘူးအဲကို barrier လေးကိုပြန်ကားအောင်ပြုတ်ပြင်နေတော့ပေါ့ပြီးရင်တော့ဒီထွက်နေတဲ့ဝက်ချန်အတွက်ကတော့လိုအပ်တဲ့တောက်စီလင်းစီးတွေရောလိုတာပေါ့အဲ့ဒါကြီးကတော့အရေးပြားဆောင်ရင်းနဲ့ပြပေါ့နော်အရေးပြားဆောင်ရင်းနဲ့မအားလို့ဒီအလှပရာဆောင်ရင်းနဲ့ပြပြပြီးလိုအပ်တဲ့စီးလေးတွေပေးလိမ့်မယ်အဲ့လိုစီးတွေနဲ့ဒီ skin barrier ကောင်းတဲ့ဟာလေးနဲ့တွဲသုံးရင်အသားရည်တော့ပိုကောင်းတယ်ဟိုပြောချင်တာကကိုက skin care တွေမတည့်ဘူးဆိုပြီးတော့ပေါ့နော်တစ်ခုပြီးတစ်ခုပြောင်းရင်းနဲ့အိမ်မှာ skin care တွေအပုံလိုက်ကြီးဖြစ်တတ်တယ်ဆိုတော့အဲ့လိုမျိုးပတ်စံကုန်မဲ့အစားပေါ့နော်ကိုကတကယ်ကျွမ်းကျင်တဲ့သူနဲ့တိုင်ပင်လိုက်တိုင်ပင်ပြီးတော့ လိုအပ်တဲ့ skin care လေးတွေတောက်စီလိန်စီတွေယူလိုက်အဲ့လိုမျိုးဆိုပို့ပြီးတော့မြန်တယ်ဆိုတော့ဟိုကိုဝက်ချန်ထွက်နေတဲ့သူတွေပေါ့နော်မကြာခဏဝက်ချန်ထွက်နေတဲ့သူတွေက skin barrier လေးကိုလည်းနည်းနည်းတော့သတိထားသင့်တယ်အရန်ပြင်းတဲ့ဟာမျိုးတွေပေါ့နော်အရန်ပြင်းတာတွေ chemical ရမ်းများတွေတိတ်ပြီးတော့မသုံးပါနဲ့အတီးက moisturizer တေချာလုပ်မယ်နေရောင်ကြီးတေချာရှောင်းပေးမယ် cleansing လေးတေချာလုပ်ပေးမယ်ဆိုရင် skin care step ကလုံလောက်ပါပြီအာတခြားအများကြီးမသုံးသေးပါနဲ့နော်